ားလုံးပဲမင်္ဂလာပါရှင်။ Podcast Story Channel လေးရနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ပုံမြင်လေးရတော့မြမကြီးရွာလေးတရွာကဦးလာရွှေလို့ခေါ်တဲ့လိမ္မာပန်းနဲ့တဲ့လူတယောက်အကြောင်းပါ။သူကမပြောသီးတွေရောင်းပါတယ်။မပြောသီးတွေမဟုတ်ပါဘူး။ညနေညနေကတုံးပြီးရောင်းတာပါ။ကဲသူမပြောသီးတွေကိုကိုရောင်းနေဆိုတာကြီးလိုက်ရအောင်နော်။ဦးလာခင်မဦးလာရွှေဟာသူ့ရဲ့ပန်းထဲ စပိန်ဟောင်းကြီးနဲ့မပြောသည့်အပြည့်ထည့်ထားတဲ့တောင်းမတောင်းကိုတင်ပြီးတော့ဈေးကိုရောင်းလာတတ်ပါတယ်။ဒီဟာဈေးရောက်တာနဲ့အကျယ်ကြီးပေါ်ရောင်းတတ်ပါလေ။ဟောရီမာလဲလဲဆဆမပြောသည့်ဖူးမွေးချွချွေလေးတွေရရတယ်ဗျို့။ကျမရေးတဲ့ကောင်းစီပြီးစားလိုက်ရင်ပြားရည်လေးလိုချူစေရမယ်ဗျ။ဒါပေမဲ့အနည်းကကြည့်မယ်ဆိုရင်တော့อืมตัวเราก็อาศัยหน่วยบา ဇေဝံမျိုးသမီးတယောက်ကသူ့ကိုကြည့်ပြီးပြောလိုက်တယ်။ဥလာရွှေရဲ့ဟုတ်မှလည်းလှုပ်ဆမ်းပါတော့ဖြစ်ရင်ငါပြောသေးတယ်ကအချင်းနေရပဲ။ဥလာရွှေကပြုံးပြပြီးပြန်ဖြေလိုက်တယ်။စိတ်မရှိသီးမခံနိုင်တဲ့သူတွေအတွက်တာရှင်းတာပါဗျာချူရာတွေကနောက်မှလာမှာပေါ့ဗျာလက်ဖက်ကောင်းစားခြင်းရင်ပလောင်တောင်တက်နှီးတလို့ပဲဗျာဈေးတွေကလူတွေအားလုံးရည်လိုက်ကြတယ် သူ့ရဲ့ငပြောသီးတွေဟာသူ့ရဲ့ဟာသတွေကြောင့်ပဲဈေးထဲမှာနာမည်ကြီးတာပေါ့မနက်ခင်းတစ်ခုမှဈေးဝယ်ကြနေတဲ့အချိန်ကိုရင်လေးတစ်ပါးသူ့စီမှာငပြောသီးလာလူခံနေကိုရင်လေးကတကားကြီးဦးလာရွှေရေဆရာတော်ဖျားကြီးအတွက်ငပြောသီးချိုချိုသေးတွေလူပါအောင်ပြကူလာရွှေကခါကိုကော့ပြီးဂုံယူဝင်ကြွားစံနဲ့ပြောလိုက်တယ်ဆရာတော်ဖျားကြီးတို့လားဖျား တင်ပပြားရည်လိုခြိုပြီးအာဟာရတွေပြီးစေမယ်ငပြောသည်မျိုးကို လူလိုက်ပါမယ်ဗျာသူကအကောင်းဆုံးလို့ထင်ရတဲ့ငပြောသည်တွေကိုဂယုတဆိုင်နဲ့ယူလိုက်ပါတယ်အပြင်မှာတော့ဝါပြီးအသွင်းထဲမှာတော့နည်းနည်းမာနေတော့ပါကိုရင်လေးကယူပြီးအေးစေးစေးထွက်သွားပါတယ်။အချိန်တိုင်းနှဲငယ်ကြမှာတော့ကိုရင်လေးပြန်ရောက်လာတယ်။ဒီတစ်ခါတော့ ုံးမျက်နာကမတမယာဖြစ်နေတယ်။တခါကြီးဘူလာရွှေရဲ့လို့သူကပြောလိုက်တယ်။ဆရာတော်ဖျားကြီးကငပြောသီးတွေကိုခြင်နေလို့မိန်တော်မူတယ်ဗျ။ဈေးကင်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်။လူတွေအားလုံးကလည်းနားဆွင့်နေကြတယ်။ဘူလာရွှေကတော့ဟန်မပြတ်ပါဘူး။သူမေယိုးကိုပုတ်တက်ရင်အေးအေးဆေးဆေးတည်ငြိမ်စွာနဲ့ပြန်ပြောလိုက်တယ်။ဒီလိုရှိတယ်ကိုရင်လေး ဆရာတော်ဘုရားကြီးကတရားတော်လည်းကောင်းကောင်းသိပါတယ်အမှန်ကအင်းတရားအသိဉာဏ်အသွေးခွန်နှုသေးတဲ့ငါပြောသည်ကို စားမိလို့ပါဖေကိုရင်လေးကခေါင်းချုပ်သွားတယ်ဒါတရားအသိဉာဏ်အသွေးခွန်ဆန်းတဲ့ငါပြောသည်တွေလားဗျတင်ပါဖေလို့ဦးလာရွှေကပြုံးပြီးပြောလိုက်တယ်သူတို့ကမနှက်ဖြံမှချိုးမှာပါ ဉာဏ်ပညာလိုပဲအချင်းရရတာပေါ့ဗျာလူတွေအားလုံးပွဲကြရတယ်လိုက်ကြတယ်ကိုရင်လေးတော်မရေပဲမနေနိုင်တော့ပါဘူးနောက်တနေ့မနက်မှာ ကိုရင်လေးတန်ရောက်လာတယ်ဒီတစ်ခါတော့အကြီးနေတယ်ဆရာတော်ဖျားကြီးကတကားကြီးပြောတာမှန်တယ်လို့မိန့်တော်မူတယ်ဗျမပြောသေးတွေဒီနေ့ဆိုတိတ်ချိုသွားပြီတဲ့ဗျဦးသားရွှေကကိုရင်ဝင်ကြဆန်နဲ့ပြုံးပြလိုက်တယ်တွေးတယ်မလားတပည့်တော်ရဲ့ငါပြောသေးတွေက တရားဒီတွေနဲ့တိခန္တာအောင်ပါ သင်ပေးတာဖျက်အဲ့ဒီနေရာစားပြီးဈေးတွေတွေက သူ့ကိုတရားထူးတရားမြတ်ရစေမယ်ငါပြောသည်တမားတယ်လို့ခေါ်ကြတော့တယ်တရားရောက်ကသူ့အသီးတွေအကြောင်းပြောလာရင် သူကဒါပဲပြောတယ်တရားလောက်ပဲဆောင်းလိုက်ပါမပြောသည်ရော ခမည်းရဲ့စေရောပဲနောက်နေ့မှချူလာစေရမယ်ပြို့ပြီးတော့ ဘာကြောင့်မှမသိနေလေခင်ရောက်တန်းနဲ့သူငပြောသည်တွေဟာဂုံဂုံသွားပါတယ်။ရေမောချင်းသည်အသက်ရှည်ဆိုယူစကားရှိတယ်လို့ခါတလေမှာဟာတာစကားတွေတခွန်းကလူတွေကိုပြုံးပျော်သွားအောင်လုပ်နိုင်တယ်ဆိုတာပါ။ပုံမြင်လေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။ ီဆက်လန်းလေးကိုအဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်ခုလိုပုံမြင်လေးတွေဆိုင်တဲ့တဲ့ဆိုရင်ဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်